2025ဒီဇင်ဘာ28ရက်နေ့မှာကျင်းပဖို့ရှိတဲ့ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ကြမယ့်ပါတီတွေရဲ့လှုပ်ရှားမှုတွေကိုလည်းခက်စိတ်စိတ်တွေ့မြင်လာရပါတယ်

မျက်စိအခမဲ့စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းတွေကိုဒေသခံစစ်စစ်တွေပါဝင်တဲ့ပါတီဝင်အင်အားတထောင်ကျော်နဲ့ပြုလုပ်ခဲ့တယ်လို့သိရပါတယ်ခန်းအုပ်တက်ရောက်လာတဲ့ပြည်သူ့ရှေ့ဆောင်ပါတီကနေဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလေလောင်းလူငယ်တယောက်နဲ့အခုလိုတွေ့ဆုံမေးမြန်းမှုတွေလုပ်နိုင်ခဲ့ပါတယ် မင်္ဂလာပါကြီးမင်္ဂလာပါကိုအဲ့တော့ညပြီးပြည်သူ့ရှေ့ဆောင်ပါတီရလို့ကိုတို့သိကြရောကျွန်တော်အဲ့တော့နာမည်လေးရပြည်သူ့ရှေ့ဆောင်မှာဘာတာဝန်ယူထားလဲဆိုတာလေးရအရင်ဆုံးမိတ်ဆက်ပေးပါဟောကျွန်တော်နာမည်ကကျော်မဲထက်ပါပြည်သူ့ရှေ့ဆောင်ပါတီရဲ့မဟာယူဟာနဲ့သူစင်နာကော်မတီရဲ့အတွင်မှုဖြစ်ပါတယ်ခင်ဗျာအဲ့တော့ညရောညရောအခုဒီလောင်ရဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ရှိလာဘယ်မဲဆန္ဒအနေမဲမဲဆန္ဒအနေရောနေပြီးတော့ဝင်ပြိုင်ဖို့ရှိလာအဲ့ဒီလေပြောပြပါဦးရှိပါတယ်ခင်ဗျာကျွန်တော်ကရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနဲ့အမတ်ကျအထူးရောက်ပေါ်သားပြုစနစ်မဲဆန္ဒနဲ့ဝင်ရောက်ရှင်နေမှာဖြစ်ပါတယ် ော်ဒါဆိုကိုယ်စလဲလောင်းပေါ့ကိုယ်စလဲလောင်းဆိုတော့အခုညီတို့ဟိုတဲ့ပေါ့နော်စီယုံရေးကာလာတော့မရောက်သေးဘူးပေါ့နော်အဲ့တော့ဒီလက်ရှိညီတို့ညီပြင်းမှာကြုံတွေ့နေရတဲ့အခြေအနေတွေပေါ်မှာခုခုခုဘယ်လောက်ထိယုံကြည်မှုရှိတာလဲပြည်သူလူထုရဲ့ဟိုတဲ့ဟောတုံ့ပြန်မှုရောဘယ်လိုမျိုးရှိလဲအဲ့ဒါလေးအတွေ့အကြုံလေးမျှဝေပေးပါဦး ဒီလိုပါဟောပါဘောကျွန်တော်တို့နှစ်ပိုင်းပေါ့နော်ကျွန်တော်တို့ဒီပြည်သူ့ရဲ့တုံ့ပြန်မှုမှာဆိုလို့ရှင် online ပေါ်မှာတစ်ပိုင်းရှိတယ်မြေပြင်မှာတစ်ပိုင်းရှိတယ်ပေါ့နော်အဲကျွန်တော်တို့ကလည်းဒီပြည်သူကြားထဲကနေပြည်သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မြေပြင်မှာပြည်သူနဲ့နေ့စဉ်ထိတွေ့မှုရှိတယ်ပေါ့နေ့စဉ်ထိတွေ့မှုရှိတဲ့အခါမှာကျွန်တော်နေ့စဉ်ထိတွေ့နေရတဲ့ပြည်သူတွေကတော့ဒီရွေးကောက်ပွဲပေါ်မှာသူတို့အနေနဲ့ဟိုမဲပေးဖို့စစ်ကူတွေလည်းရှိကြတယ်ဒီအပေါ်မှာလည်းသူတို့နိုင်ငံပါတီတွေကိုစပြီးတော့လေ့လာနေတဲ့ ဟာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ online ပုံမှာတော့ဒီကျွန်တော်အကောင့်တူများအကောင့်တူတချို့ကနေပြီးတော့ဒါရုပ်ောက်ဝဲကိုစန့်ကျင်နေတဲ့လူတချို့လည်းရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ဒီဟာပုံမှာကျွန်တော်ဒီပြည်သူတွေအနေနဲ့ပတ်သက်ပြီးတော့အားရကျေနပ်မှုရှိလာသလိုဆိုရင်ကျွန်တော်တော့ဟိုဘယ်တော့မဆိုကျွန်တော်ကပြည်သူကိုယုံကြည်ပါတယ်ပြည်သူကဘလောက်ပဲကျွန်တော်တို့ဘလို့မျိုးရဲ့ဟိုကျွန်တော်တို့ဒီဘေးစကားတွေရှိနေပါလေပြည်သူတွေကမိမိရဲ့ခံယူချက်ပြီးတော့မိမိရဲ့ယုံကြည်ချက်နဲ့ ပြီးတော့မိမိနိုင်ငံရဲ့ရှေ့ရေးကိုပြည်သူတွေကိုယ်တိုင်ဆုံးဖြတ်မယ်ဆိုတာကျွန်တော်ယုံကြည်တာဖြစ်တဲ့ကြောင်ကျွန်တော်ကတော့ဒီအားနဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုမရှိပါဘူးခင်ဗျအဲ့တော့ညီကိုယ်တယ်ကလည်းလူငယ်တူဖြစ်တယ်နိုင်ငံရေးလောကတွေကိုလည်းဝင်လာတယ်ဆိုတော့ဒီလူငယ်တွေအတွက်ပေါ့နော်နိုင်ငံရေးခန်းကဏ္ဍမှာလူငယ်တွေရဲ့ခန်းကဏ္ဍကဘယ်လောက်ထိအရေးပါလဲဆိုတော့လေလူငယ်တိအောင်ပြန်ပြီးမျှဝေပေးတော့ဒီလိုပေါ့ကျွန်တော်တို့နိုင်ငံမှာကအမြင်နဲ့ပြောကြတယ်လူငယ်တွေကိုနေရာပေးတယ်ပေါ့ ။ဟောနေရာပေးခြင်းမပေးခြင်းကကျွန်တော်တို့ကဘယ်သက်နဲ့ပဲနေရာပေးလို့မရဘူးပေါ့နော်။ဟောတကယ်ကိုထဲထဲဝင်နေရာပေးတာမျိုးကိုကျွန်တော်တို့လူမျိုးအနေနဲ့တကယ်လိုလားကြတယ်။အဲ့လိုလိုလားတဲ့အခါမှာကျွန်တော်အနေနဲ့နိုင်ငံရေးဖွဲ့စည်းလို့ရွေးချယ်တဲ့အခါမှာလည်းအဲဒီပြည်သူ့ရှေ့ဆောင်ပါတီကိုကျွန်တော်လက်တွဲရသလိုရှိရင်6နှစ်လောက်ရှိပြီပေါ့နော်။ဟောဒီနိုင်ငံရေးပါတီကတကယ်ကိုလူမျိုးတွေကိုကျွန်တော်တို့ဟိုအပြောနဲ့မဟုတ်ဘဲနဲ့အလုံးနဲ့နေရာပေးရပါတီဖြစ်တယ်ပေါ့နော်။ဟောနောက်တစ်ခုကကျွန်တော်တို့လူမျိုးတွေဘာကြောင့်နိုင်ငံရေးမှာပါဝင်သင့်လဲဆိုတော့လူငယ်တွေရဲ့ခံစားချက်ကိုလူငယ်တွေကိုယ်တိုင်မဲ့ပုံသိတယ်။လူကြီးရဲ့သိရဆိုတာက100% မမှန်နေဘူးဘောနော်မမကောင်းတော့မမှန်လိမ့်မယ်ဒါပေမဲ့ဟိုဘက်ကမမှန်အောင်လူငယ်တွေရဲ့တကယ်အတူရေးကိစ္စမှန်တယ်ပြောလူငယ်တွေကိုယ်တိုင်ပဲပိုသိတယ်လူငယ်တွေဘာတွေအခက်အခဲဖြစ်နေလဲလူငယ်တွေဘာတွေကြုံတွေ့နေရလဲဆိုတော့လူငယ်တွေကိုယ်တိုင်ပဲပိုသိတယ်ဒါကြောင့်မလို့ဒီလူငယ်တွေရဲ့ကိုစားဒီလူငယ်တွေရဲ့ခံစားချက်တွေကိုကျွန်တော်တို့ဒီနိုင်ငံအဆင့်အထိရအောင်လို့ကျွန်တော်တို့တိုးပြနိုင်ဖို့အတွက်ကလူငယ်အမတ်တွေတော်တော်လေးအများကြီးရောက်ဖို့လိုတယ်။အဲကျွန်တော်တို့ပါတီမှာမဟုတ်ပါဘူး။အခြားပါတီကလူငယ်အမတ်တွေလည်းတော်တော်လေးအများကြီးရောက်ဖို့လိုပါတယ်။ဒါမှအတန်ပေါင်းဆုံးကြားရမှာဖြစ်တယ်။အဲကျွန်တော်တို့ဒီပို့ပြီးတော့လေဒီတော်တော်ကြီးက ဟိုတက်ကြွတဲ့လူငယ်တွေနဲ့ဆိုလို့ချင်းပို့မြန်မြန်ဆန်ဆန်လေးပေါ့ဗျာလွတ်တော်ကြီးကပို့ပြီးတော့အစမေခွန်းနေပို့ပြီးတော့ဒီတက်ဟိုပို့ပြီးတော့တက်ကြွတဲ့အတန်တွေပို့ပြီးတော့ကြားလာမှာဖြစ်တယ်လို့ကျွန်တော်လည်းယုံကြည်တာဖြစ်ပါတယ်ဒါကြောင့်မလို့လူငယ်နိုင်ငံရေးမှာပါဝင်ဖို့ကအလွန်အမတန်အရေးကြီးပါတယ်ထို့အတူပဲကျွန်တော်တို့နိုင်ငံရေးကိုကိုယ်တိုင်ကိုကြမလုံနိုင်သေးတဲ့လူငယ်တွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီနိုင်ငံရေးလမ်းစဉ်နိုင်ငံရေးလမ်းကြောင်းကိုဒီလူငယ်တွေနေနဲ့ ဘယ်လိုမျိုးဒီနိုင်ငံအတွက်ပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုးဝိုင်းဝန်းပြီးတော့ထောက်ပံ့ကြမလဲဘယ်လိုမျိုးဝိုင်းဝန်းပြီးတော့ဒီမိမိတို့ရဲ့ကိုစားပြုမဲ့လူငယ်အတန်တွေကိုဘယ်လိုရည်ရည်အစဉ်ပို့မလဲဆိုတာလူငယ်တွေကိုယ်တိုင်ရွေးချယ်ဖို့နေတယ်ကျွန်တော်တို့လည်းအကြံပြုလိုပါတယ်ခင်ဗျာ တော့လူငယ်တွေအနေနဲ့ကတော့ဒီနိုင်ငံရေးတွေကိုတချို့လဲစိတ်ဝင်စားတချို့လဲစိတ်ဝင်စားကြတာရှိရပါတော့အဲ့တော့ညီကြီးအနေနဲ့ရောဒီလူငယ်တယောက်အနေနဲ့နိုင်ငံရေးတွေကိုဝင်လာတဲ့ရည်ရွယ်ချက်ကဘာဖြစ်မလဲအဲ့ဒါလေးမျှဝေပေးဒီလိုပေါ့အဲကျွန်တော်အကြောင်းပြောရမယ်ဆိုလို့ရှိရင်ဟောပေါ့ကိုယ့်အရင်ကနေကကျွန်တော်ကဒီတရားရေးစနစ်ပေါ့နော်ဒီတရားရေးစနစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်ကဖြစ်စေချင်တာကဘဝတပ္ပတာတရားသင်ကြားခွင့် ဆိုလိုချင်တာကဥပမာပေါ့သူတို့ဒီခုနှစ်တန်းနဲ့ចောင်းထွက်လိုက်ရတယ်။ Okay ပြဿနာမရှိဘူး။လုပ်ငန်းတွေလုပ်ကြတယ်။ဥပမာအသက်20လောက်မှာចောင်းပြတဲ့ရှင်တယ်ဆိုလို့ရှင် သူခုနကပြန်တက်မှာမဟုတ်ဘူးလေဒီလူဒီလူပြောက်ကဒါပေမဲ့အခြားသောနီလန်တစ်ခုနဲ့သူဘွဲရနိုင်ဘွဲရအောင်ဘလို့ပြင်ရတင်ကြားနိုင်မလဲဆိုတော့အခြားနီလန်တွေကကျွန်တော်တို့ဖန်နီးလေးဝင်နိုင်ငံတော်နဲ့လိုအပ်တယ်ဒါမှသာလေကျွန်တော်နိုင်ငံတော်မှာတရားတက်တဲ့လေပုံများလာမှာဖြစ်တယ်အဲဒါပေမဲ့မြန်မာနိုင်ငံမှာတော့ခုနကပြော life long learning ဆိုတဲ့ဟာကအာကျွန်တော်မူဝါဒပဲရှိတယ်တကယ်ကောင်းတယ်ပေါင်းနေတာမျိုးမရှိဘူးပေါ့နော် border သာပြင်ရတင်ယူခွင့်ဆိုတဲ့ဟာဒီကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အများကြီးကျွန်တော်ဖြစ်စေချင်တယ်ပြီးတော့နောက်တစ်ခုကဟိုကျွန်တော်တို့လူငယ်တွေဒီ2020အလွန်ကာလမှာအာကျွန်တော်လူငယ်တွေအနေနဲ့ တကယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူငယ်တွေပဲဆုံးရှုံးရတာဖြစ်တယ်အဲပေါ့နော်ဟောကျွန်တော်တို့နှစ်ဖက်ကိုကျွန်တော်တို့ဒီပြိမကဖြစ်ပေါ်နေတဲ့နှစ်ဖက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအဲတကယ်ကိုဆုံးလာပြီးတော့တကယ်ကိုနစ်နာခဲ့တာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်20နဲ့30ကြာလူငယ်တွေအများစုဖြစ်နေတာကိုတွေ့ရတယ်။ဒါကျွန်တော်ရန်ဝန်းနေပေါ့နော်ဒီကနေ့ပတ်သက်ပြီးတော့တကယ်ဆိုလို့ရှိရင်လူငယ်တွေကနိုင်ငံဦးဆောင်မှာဖြစ်တယ်။တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုအရေးပေါ်ပေါ့နော်ကျွန်တော်တခါကြားဥပါတယ်ကျွန်တော်တို့ ဟိုအခြားနိုင်ငံမှာဆိုလို့ရှိရင်အရေးပေါ်တီကျွန်တော်တို့နိုင်ငံကဝယ်ရေးတွေလိုအပ်တဲ့အခါမှာလူငယ်တွေမလုံနဲ့ငါတို့လုံမယ်ဆိုပြီးတော့လူကြီးညာနေပြီးတော့လုံလာပါတော့မင်းတို့လူငယ်တွေမရှိဘူးဆိုလို့ရှိရင်အနာကက်ကခါးဆက်ပြတ်သွားလိမ့်မယ်ငါတို့လူကြီးတွေကဒီဟာကိုထမ်းမယ်မင်းတို့လူငယ်တွေကအနာကက်ကိုငါတို့မရှိရတဲ့အခါမှာအနာကက်ကိုဆက်လက်တိုးထောင်ကြလို့ကျွန်တော်တို့ပြောခဲ့ပေမဲ့ကျွန်တော်နိုင်ငံမှာတောက်ထိုးဖြစ်နေတယ်ဒါကိုကျွန်တော်အနေနဲ့အယံဝမ်းနေမိတယ်ပေါ့နော်ဟောဒါကြောင့်မလို့ကျွန်တော်တို့ဒီလူငယ်တွေအနေနဲ့ပို့ပြီးတော့တိချက်ပို့ပြီးတော့ကောင်းမွန်တဲ့နိုင်ငံကြီးလမ်းကြောင်းပေါ်မှာရှောင်လန်းပြီးတော့လူငယ်တွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဟိုဆောင်ရွက်ခြင်းနဲ့စံနာနဲ့ကျွန်တော်တို့ဒီနိုင်ငံကြီးလောကကြီးဝင်လာတာဖြစ်ပါတယ်အဲ့တော့ တကယ်လို့များလွတ်တော်တွေကိုရောက်သွားရင်လူငယ်တွေအတွက်ကောတမ်းပြည်ဒီကိုဒေတာတွေကောဘာတွေလုပ်ပေးမယ်လို့စိတ်ကူးထားလဲအမ်ပထမဦးဆုံးအနေနဲ့ဟိုဟာပေါ့ကျွန်တော်ရှင်တိုင်းနဲ့လွတ်တော်ပေါ့နော်ဟိုတိကျပို့ပြီးတော့တော့ကျွန်တော်ကျွန်တော်တိုင်းနေဆိုင်မှာပဲရှင်တိုင်းလာဖြစ်ပါတယ်အဲတိုင်းနေဆိုင်လွတ်တော်တိကျပို့ပြီးတော့အခွင့်အရေးအဲလုတ်ပိုင်ဝင်ပို့ရလာဖို့ကျွန်တော်အနေနဲ့ပထမဦးဆုံးအနေနဲ့ ိုဖြစ်စေချင်တာပေါ့နော်ဒါပေမဲ့ဒါကတော့ဟိုဖွဲ့စည်းပုံချိန်ကဥရေပိုင်းနဲ့တက်ဆိုင်နေဆိုတော့နည်းနည်းလေးတော့အခက်အခဲရှိတာပေါ့ဟောဒါပေမဲ့ကျွန်တော်လုံနိုင်တဲ့ပေါင်လေးကနေပြီးတော့အိုင်းတိုင်လို့တော့ဆိုတော့အကိုလက်တီးရတိုင်းပဲလုတ်လုတ်ပိုင်ဝင်ပေါင်ဆိုတော့အကန့်တရှိတယ်ပေါ့နော်ဟိုကျွန်တော်ဟိုလူငယ်တွေကိုကျွန်တော်အမခန့်ချင်အများကြီးပေးပေးလို့ရလားဆိုတော့ကျွန်တော်ပြိုင်နေလွတ်တော်အရာကျွန်တော်အမခန့်ချင်အများကြီးပေးလို့မရအောင်ဒါပေမဲ့တကယ်ကြုံတွေ့နေရတဲ့အခက်အခဲတွေဥမာပေါ့နော်ကျွန်တော်တို့လူမှုရေးကိစ္စတွေကျန်းမာရေးကိစ္စတွေပညာရေးကိစ္စတွေဒါတွေကကျွန်တော်တို့တိုင်းဒေသကြီးကနေပြီးတော့စီမံဆောင်ရွက်ခွင့်ရှိတဲ့ ိစ္စတွေဖြစ်နေရပါတော့ဒီ hari နဲ့ပတ်သက်ပြီးတော့ဥမာအဖြစ်ရန်ကုန်တိုင်းနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ရန်ကုန်တိုင်းမှာကျွန်တော်တို့ဒီဟိသဆိုင်ရာအကြောင်းတွေကကျွန်တော်တို့ဒီအစိုးရအကြောင်းတွေပေါ့အဓိကအဖြစ်အစိုးရအကြောင်းတွေကဒီချက်ပို့ပြီးတော့ develop ဖြစ်လာအောင်ကျွန်တော်နေနိုင်ငံတကာအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီးတော့အော်ဒီဟိចောင်းသားတွေပြီးတော့ဆက်ဆက်မတွေပို့ပြီးတော့ကောင်းမွန်တဲ့တင်ကြားစနစ်တွေရအောင်ကျွန်တော်နေနဲ့ချိတ်ဆက်ဆောင်ရွက်တာမျိုးတွေပြီးတော့အော်ဒီနိုင်ငံတော်ကနေပြီးတော့နိုင်ငံတော် ပြည်ရေးဝန်ကြီးဌာနကိုကျွန်တော်နေနဲ့တိုက်တွန်းပြီးတော့အော်ဒီပြည်ရေးဝန်ကြီးဌာနနေပြီးတော့ပို့မှုပြီးတော့အော်ကောင်းမွန်တဲ့ကျွန်တော်တင်ကြားနေစနစ်တွေပို့မှုကောင်းမွန်တဲ့တင်ကြားတဲ့ပုံစံတွေဟိဆောင်ရွက်တာမျိုးတွေကျွန်တော်နေနဲ့ဖြစ်စေချင်တယ်ပြီးတော့နောက်တစ်ခုက ြင့်ကျွန်တော်တို့ဒီမှာဒီလူငယ်တွေအားလူငယ်တွေရပါတော့เนาะတော့တယ်လမ်းကြောင်းပြောင်းနေရရှိတယ်ပေါ့ဒီဟာတွေကိုကျွန်တော်အနေနဲ့ဒီဒီတိုင်းပြည်ရဲ့ budget ဟိုဟာ budget ပေါ်မူတည်ပြီးတော့ပေါ့เนาะပုံမူကောင်းမွန်တဲ့ဒီလူငယ်အခွင့်အလမ်းတွေပေါ်ဆောင်နိုင်မှုပြီးတော့ကျွန်တော်တို့ဒီ vocational training ကျောင်းတွေရန်ကုန်မှာအများကြီးပေါ်လာဖို့နောက်တစ်ခုကကျွန်တော်တို့ဒီဘာသာရပ်ဆိုင်ရာအသင်တန်းကျောင်းတွေအေးကျွန်တော်တို့ဟိုဘာသာစကားအသင်တန်းကျောင်းတွေအများကြီးကျွန်တော်တို့ပို့ပြီးတက်တက်တတာနဲ့အဲကျွန်တော်တို့ဟိုလေ့လာသင်ယူခွင့်ရဖို့ပြီးတော့ခုနအားဖြင့်ကျွန်တော်တို့ဒီဆက်မှုနဲ့လက်မှုဟိုပညာတွေကိုကျွန်တော်တို့ ကောင်းကောင်းမွန်မွန်နဲ့လေ့လာနိုင်မှုအစသဖြင့်ဒီလိုဟာတွေပေါ့နော်အခြေခံကြားတဲ့အချက်လက်တွေကနေတစ်ဆင့်တစ်ဖြည်းဖြည်းနဲ့ကျွန်တော်ဒီလူငယ်ဖွံ့ဖြိုးရေးတွေကိုကျွန်တော်ပို့ပြီးတော့လုပ်ချင်ပါတယ်ခင်ဗျအဲ့တော့နောက်ဆုံးအနေနဲ့လူငယ်တွေအတွက်စကားလက်ဆောင်လေးပြောပေးပါဟုတ်ကဲ့ဟုတ်ဟိုပါပေါ့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လူငယ်တွေအားလုံးနိုင်ငံရေးကိုမကြောက်ကြပါနဲ့နိုင်ငံရေးဆိုတာကြောက်စရာမဟုတ်ဘူးဗျာကျွန်တော်တို့လေဘယ်လိုပြောရမလဲဆိုတော့တချို့လူတွေကနိုင်ငံရေးလို့ရင်မိဘတွေကျွန်တော်မိဘတွေလည်းကိုယ်တိုင်လက်ရှိပါတယ်နိုင်ငံရေးလို့ရင်ပဲကျွန်တော်တို့ကဟိုထောင်နှခန်းနင်းနေရသလိုလိုဟိုကျွန်တော်တို့ဟိုပါပေါ့နော်အနေရပဲရှိသလိုလိုနိုင်ငံရေးကိုကြောက်ကြပါနဲ့ကျွန်တော်နိုင်ငံရေးလို့လေဆိုတာအာကျွန်တော်လူငယ်တွေက လူကြီးလူကြီးတွေနဲ့ဆိုင်လူငယ်တွေပို့ပြီးတော့ဟိုစိတ်ပို့ပြီးတော့ရှင်းပါတယ်လို့ဘာလို့လဲလူကြီးတွေဆိုလို့ရှိရင်တို့ဟိုမိသားစုကိစ္စတွေရှိတယ်အဲကျွန်တော်တို့ရဲ့ဟိုသားသမီးကိစ္စတွေရှိတယ်ကျွန်တော်တို့ဆိုဟာပေါ့နော်လူငယ်တွေကလုံမယ်ဆိုလို့ရှိရင်ပို့ပြီးတက်တကြွလည်းလုံနိုင်တာဖြစ်တဲ့ကြောင့်လူငယ်နဲ့နိုင်ငံရေးကိုမကြောက်ကြပါနဲ့လူငယ်နဲ့နိုင်ငံရေးဖြစ်စင်မှာပုံမှုပြီးတော့ပူပေါင်းပါဝင်ကြပါအာကျွန်တော်တို့ဒီတော်လိုင်းရေးဆိုတာကအချိန်တိုင်းတာတစ်ခုအထိပဲကျွန်တော်တို့အကောင်းပေါ်နဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်အဲကျွန်တော်တို့ဘာပဲဖြစ်ဖြစ်စူးစမ်းခဲ့ကြပြီးသွားပြီဒီဒီဟာနဲ့ပတ်သက်ပြီးတော့ဟိုမအောင် အောင်မြင်မှုခက်ခဲတယ်ဆိုတာလေတီးတင်းတော့တီးကြမယ်ထင်ပါတယ်။ကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးအောင်အောင်မြင်မှုခက်ခဲဆိုတာလေတီးတင်းတော့တီးကြမယ်ထင်တာရှိတဲ့ကြောင့်ကျွန်တော်အနေနဲ့ဒီစကားဝဲစလူဝဲပေါ်ပြန်တက်လာဖို့လူငယ်တွေအနေနဲ့เนาะကျွန်တော်တို့ဒီအခြားဒီဟိုအခြားဒီကျွန်တော်တို့အတွေးခေါ်ရှိတဲ့လူငယ်တွေအနေနဲ့လည်းကျွန်တော်တို့နိုင်ငံရေးစကားဝဲစလူဝိုင်းပေါ်ပြန်တက်လာဖို့ဟိုကျွန်တော်တို့ပြီးတော့မြေပြင်မှာကျွန်တော်တို့နိုင်ငံထဲမှာရှိနေတဲ့လူငယ်တွေအနေနဲ့လည်းနိုင်ငံရေးကိုစိတ်ပြတ်မသွားဘဲနဲ့နိုင်ငံရေးလမ်းကြောင်းမှာပုံမှုပြီးတော့စီမျောလာဖို့ကျွန်တော်အနေနဲ့တောင်းဆို